ိုင်းနဲ့ကမ္ဘောဒီးယားစစ်ပွဲရဲ့ဒုတိယမြောက်နေ့ဖြစ်ဒီကနေ့ဒီဇင်ဘာ9ရက် မနက်2နာရီခန့်ကစပြီးတိုက်ပွဲတွေဆက်လက်ဖြစ်ပွားလျက်ရှိကြောင်းနိုင်ငံသတင်းဌာနတွေကဖော်ပြထားပါတယ်။ဒီကနေ့မနက်2နာရီ50ခန့်ကစပြီးကမ္ဘောဒီးယားစစ်တပ်က BM21 ဒုံးကြီးများလက်နက်ကြီးများဒရုန်းများနဲ့စတင်တိုက်ခိုက်ခဲ့ကြောင်းထိုင်းစစ်တပ်ကလည်းနယ်စပ်ဒေသထိန်းချုပ်ရေးတိုက်ခိုက်မှုတွေလှုံ့ဆော်နေကြောင်းသိရပါတယ်။လက်တလောမှာကမ္ဘောဒီးယားစစ်တပ်ရဲ့တိုက်ခိုက်မှုကြောင့် ထိုင်းအရက်သားပြည်သူတွေရဲ့နေအိမ်များကိုထိခိုက်ခဲ့ပြီးထိုင်းတပ်ဖွဲ့တွေကနေဆက်ဒေသကနောင်ကျန်းရွာကိုပြန်လည်သိမ်းပိုက်ဖို့စစ်ဆင်ရေးစတင်ခဲ့ကြောင်းလက်ရှိအချိန်ထိနှစ်နိုင်ငံနယ်ဆက်ကထိုင်းပြည်သူတွေကိုဘေးလွတ်ရာကိုရွှေ့ပြောင်းပြီးဖြစ်တာကြောင့်ထိခိုက်ဒဏ်ရာရမှုဒါမှမဟုတ်တေဆုံးမှုမရှိသေးကြောင်း သိရပါတယ်။ဒါပေမဲ့ကမ္ဘောဒီးယားဘက်မှာတော့အရက်သားပြည်သူတို့ချို့တေဆုံးမှုနဲ့စစ်အရာရှိကြီးတို့ချို့တေဆုံးမှုတွေရှိနေကြောင်းထိုင်းဘက်မှာလည်း ထိုင်းစစ်သားများတေဆုံးမှုရှိနေကြောင်းသိရပါတယ်။ကမ္ဘောဒီးယားအစိုးရကဒီကနေ့မနက်ပိုင်းထုတ်ပြန်ချက်မှာကမ္ဘောဒီးယားပြည်သူ9ဦးတေဆုံးပြီး20ဒဏ်ရာရရှိကြောင်းထိုင်းကငြိမ်းချမ်းရေးသဘောတူညီချက်ကိုချိုးဖောက်ကြောင်းသတင်းထုတ်ပြန်ထားပါတယ်။ထိုင်းဝန်ကြီးချုပ်အနုတေချန်ပီယာကိုကတော့စစ်လိုလာတဲ့ကမ္ဘောဒီးယားနဲ့တွေ့ဆုံဆွေးနွေးမှာမဟုတ်ကြောင်းယမန်နဲ့မှာထုတ်ဖော်ပြောဆိုထားပါတယ်။ထိုင်းစစ်တပ်ကယမန်နဲ့ F60 တိုက်လေယာဉ်တွေနဲ့ လေချောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်ခဲ့ပြီးဒီကနေ့မှလည်းလေချောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်နေတယ်လို့ထိုင်းစစ်တပ်ကသတင်းထုတ်ပြန်ထားပါတယ်ရှင်။